ော် one concept เนาะ one beta ပုံစံမျိုးကျွန်တော်တို့ဖြစ်သွားမယ်เนาะအဲ့တော့ two beta မှာ one concept ဖြစ်เสียအကြောင်းမရှိပါဘူးကျွန်တော်တို့ကလာပါမှုရှိရမယ်ခိုင်ခံ့ရမယ်အသုံးဝင်ရမယ်ဒီသုံးခုပါအလုံးမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့ကြောင်းရလေးတစ်ခုကိုဝင်ပြပေးခြင်းပါတယ်ဒါကတော့အစောတလုံးစောင့်ရင်အချောတဲ့အမလားအကျန်တဲ့အမလား နော်အဲဒီ season လေးဖြစ်ပါတယ်ဆိုတော့အဲဒီမှာကျွန်တော်တို့ရုံးဖို့လာပြီးတော့မေးတဲ့သူတွေကလည်းတော်တော်များတယ်အဲဘာအကြောင်းကြောင့်မေးတဲ့ဆိုတော့ဒီအိမ်တလုံးစောက်တဲ့အချိန်မှာဆရာချိုးတဲ့အတန်လားအချက်တဲ့အတန်လားဒါအများကြီးမေးတယ်နော်ဒါလည်းတကယ်လည်းမေးသင့်မေးထိုက်တဲ့မေးခွန်းဖြစ်ပါတယ်ဘာလို့လုပ်ငန်းတစ်ခုလုပ်တယ်ဆိုတာကျွန်တော်တို့ကအဲတသိန်းတသိန်းလေးနဲ့လုပ်နေတာမဟုတ်ဘူးဒါကအိမ်ပေါင်းညာချီထောင်ချီပြီးတော့အိမ်တလုံးစောက်တယ်ဆိုတာ ကိုခင်မှာအဲမစံနေရင်းနှီးမြှုပ်နှံပြီးလောက်ရတာမှားသွားလို့မရအောင်မှားသွားလို့မရတာဖြစ်တဲ့အတွက်ကျွန်တော်တို့လာမိတယ်ကျွန်တော်တို့ပြောပြတယ်နော်ဆိုတော့ဒါကသူတို့အတိအရမဲ့ဟာတွေတကယ်ကိုတိသွားတယ်ကျွန်တော်တို့ဒီ feed ရဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီပြောပြပြီးကျွန်တော်တောင်းဝန်ရှိတယ်ကျွန်တော်တို့ဒီလုပ်ငန်းကို professional လုပ်နေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ပြောပြမှဒါကျွန်တော် client နဲ့တွေ့မယ် client ဆိုတဲ့နေရာမှာကျွန်တော်တို့လက်တွဲတဲ့ client ရှိသလိုလက်မတွဲတဲ့ client ရှိတယ် လာပြီးမေးသွားတယ်ပြီးတော့မှတခြားသူတွေနဲ့စောက်တယ်ဒါလည်းကိစ္စမရှိဘူးကျွန်တော်တို့ဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့ပြောပြလိုက်လို့ကျွန်တော်တို့အကြံဉာဏ်လေးအဲဘာလေးသူတို့ရပါတယ်နော်သူတို့သူတို့လည်းအဆင်ပြေသွားတယ်ဆိုတော့ကျွန်တော်တို့ကျင်တယ်နော်ဆိုတော့ကျွန်တော်ပြောပြောကျင်တယ်နော်ဆိုတော့အကြံတဲ့အမလားချောတဲ့အမလားဆိုတော့နော်အဲကိစ္စမှာနော်ကျွန်တော်အချိန်လေးပေါ်မူတည်ပါတယ်ခင်ဗျာဒါဆိုတော့အင်တာနက်လို့ကျွန်တော်စောက်လိုက်တဲ့အချိန်မှာနော်တချို့ကြတော့လဲကြည်ကြပါတော့နော်အဲအကျန်းတဲ့ အရင်အကြည့်မယ်ဒီ construction ပြီးတော့မှအချောတဲ့အမယ်ဒီလိုမျိုးရှိတယ်အဲဘာကောဘာကောမလဲဆိုတော့ကျွန်တော်စာချုပ်ထုတ်တဲ့အချိန်မှာအကျန်းတယ်ဆိုရင်အကျန်းတယ်စာချုပ်ရပဲကျွန်တော်တောင်းမယ်ပြီးတော့မှအချောတဲ့ဆက်တောင်းမယ်အဒီလိုဆိုရင်လည်းအာစောင့်ကြည့်လို့ရတယ်ဟုတ်ဥပမာကျွန်တော်တို့က3000ပေးမဲ့စာ9000မပေးတော့ဘဲနဲ့2000ရင်ပေးထားမယ်ပြီးမှ3000ပေးမယ်ဒီပုံစံပေါ့နော်ဒါလေးကောင်းတယ်ဒါပေမဲ့အားနည်းချက်တစ်ခုရှိတာကဒီကိစ္စမှာနော် ဒီဘယ်လိုခေါ်မလဲဒီအချောအကျန်းနဲ့ချင်းကျွန်တော်အရင်အပ်လိုက်တယ်သို့ပေမဲ့အချောထဲမှာကျတော့ကျွန်တော်တို့ကဒီကိုဆက်ရှင်နဲ့ဆက်မဖြစ်တော့ပဲနောက်ကိုဆက်ရှင်တစ်ခုနဲ့တွားတယ်ဆိုရင်ကျွန်တော်တို့ကဒီအဆောင်တစ်လုံးမှာတယောက်ဖေးစိတ်ကူးတွားတော့မဟုတ်ပဲနဲ့နှစ်ယောက်စိတ်ကူးတွားတဲ့ပုံစံဖြစ်သွားတယ်ခြေရတယောက်ကသူ့စိတ်ကူးတွားမယ်နောက်ဆယောက်ကနောက်စိတ်ကူးတစ်ခုနဲ့ထပ်လာမယ်ဆိုရင်ကျွန်တော်တို့ကဒါကဒီအဆောင်မှာထားထားတဲ့เนาะကျွန်တော်တို့ဒီဒီဇိုင်းဆွဲထားတဲ့ နော်ဒီအဓိကတော့ကျွန်တော်တို့ဒီဇိုင်း concept တွေရောနော်ဒီအစားအုပ်ကိုဘယ်လိုပုံစံသွားမယ်ဆိုတော့နော်အဲစဉ်းစားထားတဲ့အတွေ့အခေါ်တွေကကျွန်တော်တို့ပြောင်းလဲသွားနိုင်တယ်နော်ဒါကြောင့်ကျွန်တော်တို့ပြောချင်တာကတော့နော်အကျန်းတဲ့မှာအကျန်းတဲ့ရင်သွားမလားအချောတဲ့ရင်သွားမလားဆိုတာထက်နော်လူချင်းပဲတိတဲ့နော်အဲစုံစမ်းတဲ့ဒီ concession ကတကယ်ကိုအချောတွေကိုအကျန်းတွေရောနှစ်ခုစလုံးပိုင်ပိုင်နဲ့လုပ်နိုင်တဲ့ concession မျိုးနံပါတ်1ကစာယူနေတယ် ာရွေးတော့အဆင်ပြေပြီဆိုရင်တော့ဒီ concession နဲ့ပဲအချိုးတွေကိုကျမ်းပြောအဖို့ပို့ပြီးတော့တင့်တော်မယ်နော်ဘာဖြစ်လို့ဘာဖြစ်လို့လဲဆိုတော့ client တော်တော်များများကအကျန်းတွေကိုအရင်သွားတယ်ပြီးတော့မှအချိုးတွေသွားတယ်ဆိုအချိုးတွေသွားတဲ့နေရာမှာဒီလူနဲ့ဆက်မသွားတော့ဘဲနဲ့ဟောတချို့ဆိုရင်အာရေတစ်ဖွဲ့ရတက်တက်မီးတစ်ဖွဲ့ရတက်တက်အာအားလုံးတက်တက်ပေါ့နော်အဲ့လို decoration လုပ်ငန်းတွေကိုတစ်ခုချင်းစီဖွဲ့ပြီးတော့မှသွားတဲ့ နေရာမှာ organization မကောင်းရင်သို့မဟုတ် coordination မကောင်းရင်ကျွန်တော်တို့ကစောက်ထားတဲ့သူကတက်တက်စောက်တယ်เนาะချောတဲ့ဝင်တဲ့လူကတက်တက်ဝင်တယ်မဝင်လို့မရတာတော့မဟုတ်ဘူးကျွန်တော်တို့ကြားတယ်ဘယ်လိုပဲဖြစ်ဖြစ်အချိန်တန်ရင်တော့ဒီလူကြီးကဒီတလုံးလုံးကကျွန်တော်အစုံလုံးလုံးက busy သွားပြီးတော့နေထိုင်တဲ့အဆင့်ကိုရောက်သွားမှာပါပဲဘုမေနဲ့ကျွန်တော်တို့တုံ့ထားတဲ့ idea တွေเนาะ concept တွေကျွန်တော်မတူတော့ဖြစ်တဲ့အတွက်နော်ဒီကိုယ့်ရဲ့အိမ်ကအလှပသေးသလားမလားပါတာတွေအသုံးဝင်သလားအသုံးမဝင်တာတွေ ဒါကြောင့်ကျွန်တော်တို့အကြံပေးချင်တာတော့နော်တချို့တဲ့အမလားအကြံတဲ့အမလားဆိုတာထက်ကိုရွေးချယ်တဲ့ concession ကိုအရင်ကြည့်ပါနော် concession ကတကယ်ကိုနော်အရှိမှလည်းလှုပ်ထားတဲ့စာအုပ်တွေရှိတယ် reference လည်းကောင်းတယ် project reference တွေလည်းအကုန်လုံးလေ့လာပြပါနော် concession တခုကျွန်တော်ရွေးရဲဆိုတာ project reference ကိုရင်လေ့လာပြပါနော်အပြောဆိုကောင်းယူနေမရအောင်ဈေးသက်သာရမယ်မရအောင်ဟုတ်အဒီကမှာဈေးသက်သာတဲ့ဖွဲ့တွေအများကြီးရှိတယ်เนาะဈေးကြီးတဲ့ဖွဲ့တွေလည်းအများကြီးရှိတယ်เนาะအပြောဆို ကောင်းတဲ့ရင်ကျေးပြီးတော့မှအရန်ကိုနော် channel ဖြစ်တဲ့အဖွဲ့လေးအများကြီးရှိတယ်ဆိုတော့ဒါကအဓိကမဟုတ်ဘူးအဓိကတော့ကိုယ့်ရဲ့အဆောက်အဦးနော်လှလှပပနဲ့ခန်း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 နဲ့အသုံးပုံတွေနဲ့နော်ကျွန်တော်တို့ LMG ကချမှတ်တဲ့ချမှတ်ထားတဲ့အဆောက်အဦးမှာချမှတ်ထားတဲ့ကျွန်တော် scale သုံးမှုရှိပါတယ်ပြပမှုရှိရမယ်ခန်းခန်းရမယ်အသုံးဝင်ရမယ်ဒီသုံးခုပါဒီသုံးခုနဲ့ပတ်သက်ပြီးပြည့်စုံနေဆိုရင်တော့ဒီပြည့်စုံတဲ့ဟာ တုံးဖို့လည်းဒီကောဒီမဲ့ဒီဆောင်မဲ့ construction ကလုပ်ပေးခဲ့မှုတယ်သူ့ရဲ့ project တွေကိုကြည့်လို့တကယ်လည်းသူတကယ်ကိုတွေ့ကြုံရှိတယ်ဆိုရင်တော့ဒီမဲ့ကျင့်နိုင်တယ်ဆိုရင်တော့အကျန်းတွေတခုလည်းမဟုတ်ဘူးအချောတွေပါအနှံ့တင်တယ်ဆိုရင်အနှံ့ဒါတွေအနှံ့လည်းပါဒါမှ one concept နော် one meter ပုံစံမျိုးကျွန်တော်တို့ဖြစ်သွားမယ်နော်အဲဆို two meter မှာ one concept ဖြစ်เสียအကြောင်းမရှိပါဘူးကျွန်တော်တို့နော်လူနည်းအောင်ဖြစ်သွားပြီအတွေးခေါ် ချင်းတည်လူနှစ်ယောက်ဖြစ်ရင်တွဲကောင်နှမျိုးဖြစ်ပါတယ်လူသုံးယောက်ဖြစ်ကျွန်တော်တွဲကောင်သုံးမျိုးဖြစ်ပါတယ်เนาะအဲဆိုတော့ one pair ဖြစ်ပါဖြစ်မှကျွန်တော် one concept ဆိုရ one concept ဖြစ်မှ concept တစ်ခုတည်းနဲ့ကိုယ့်ရဲ့အိမ်ကိုဘယ်လိုလှပအောင်ဖန်တီးပေးမှလဲဘယ်နေရာလို့ဘယ်လိုသုံးမှလဲเนาะဒါက design ရှုတော့เนาะအဲဘယ်လိုခိုင်းရအောင်ဒီဆောက်မှလဲဘယ်လိုအင်ရှင်ရဲ့အကျိုးကျေးဇူးရအောင် benefit တွေရအောင်ဒီ concession လုပ်ပေးမှလဲဒါကျွန်တော်တို့အလုပ်လုပ်တယ်ဆိုတာเนาะအာ concession ဘက်ကလည်းအမြတ်တစ်ခုတည်းရအောင်ကျွန်တော်မကြည့်ကြအောင် နော်တချို့သော concession တွေဒါအများကြီးတခုတည်းရအောင်ကြည့်ကြတာပါနော်အဲကျွန်တော်တို့ဆိုရင်သုံးဖို့ကျွန်တော်တို့ ਨੇ အတူတူ concession တွေဆိုဘာကြည့်ကြလဲဆို image လည်းကျွန်တော်ရအောင်ကြည့်တယ် profit လည်းရအောင်ကြည့်တယ်နော်ဒီနှစ်ခုပေါ့နော်ကျွန်တော်တို့လုပ်ငန်းလုပ်တဲ့နေရာမှာကျွန်တော်တို့ image လို့ကျွန်တော်တို့ယူတယ်နော် profit ကိုလည်းယူပါတယ်နော်အဲဒီနှစ်ခုအဲ့တော့အင်ရှင်ဘက်ကလည်းပြန်ဗာပြန်ကြည့်ရမယ်ဆိုတော့ကို့အတွက်ကိုနော်နေနေုံထိုင်ုံနဲ့အဆင့်မျိုးလောက်အဲ့မယ်ဆိုရင်တော့ကြိုက်တဲ့ဖွင့်နဲ့အဲ့လိုရတယ်ကျွန်တော်တို့ အချိန်တန်တော့ကျွန်တော်ခုနပြောသလိုအိမ်ကတော့အချိန်တန်ပြီးသွားမှာပါပဲနေလို့ရတဲ့အဆင်တော့ရောက်သွားသူမဲ့ပြည့်စုံလို့ဆိုတော့ကျွန်တော်မပြည့်စုံနော်ဆိုတော့အိမ်တလုံးဆိုတော့ကျွန်တော်ကျွန်တော်တို့ကလုံးချင်း quality အဆင်တန်ရှိရမယ်နော်ခိုင်ခိုင်မှုရှိရမယ်လှပမှုရှိရမယ်အသုံးဝင်မှုရှိရမယ်နေတိုင်းဒီအိမ်မှာဒီကစားမဒီလူကနေမှာဖြစ်တဲ့အတွက်သူနေတိုင်းစိတ်ညစ်ညူးနေလို့မရအောင်နော်ဒီလိုမျိုးကျွန်တော်တို့စဉ်းစားပြီးတော့အဲဒါကြောင့်ကျွန်တော် one way တော့ one concept အဲ သင်ခင်းကိုပဲကျွန်တော်တို့သွားဆင်ကျင်ပါတယ်เนาะဒါကြောင့်ဒီနေ့ပြောပြတဲ့အအချမ်းတွေအမလားအချောတွေအမလားဆိုတဲ့ခေါင်းစဉ်မှာကျွန်တော်တို့ကတကယ်စောင့်မဲ့ consultation ကိုတခြားရွေးချယ်ပြီးတော့เนาะအဆင်ပြေလေဆိုရင်တော့အချမ်းတွေအချမ်းတွေရောချောတွေရောเนาะတခါတည်းပူတွေအချင်းဖြင့်เนาะကျွန်တော်တို့ပို့ပြီးတော့ပြည့်စုံတဲ့เนาะလုံးချင်းတွေကိုရရှိလာမှာဖြစ်ပါတယ်နောက်နောက်တစ်ခုကကြတော့အကျန်းတွေအပ်လိုက်တယ်ပြီးတော့မှအချောတွေမှာချောတွေတော့ဟာဒါကအကျန်းတွေကတခြားနိုင်ငံမစီထားလို့ သူတို့လုံလို့မရဘူးเนาะဆိုတော့ကျွန်တော်မြန်မာစကားမှာရှိတယ်မူရင်းကောင်းမှမိတူကောင်းတယ်။မူရင်းမှမကောင်းရင်မိတူလည်းမကောင်းနိုင်တော့ဒါလေးလေးကျွန်တော်ရှိပါ။ဒါကြောင့်เนาะလူချင်းလေးလုံနဲ့အပ်တဲ့နေရာမှာကျွန်တော်တို့ပြောတဲ့အချက်တွေကိုသင်ချစွာစီစီဘီမှ NSC လို့ပါတယ်။အားလုံးကိုကျေးဇူးတင်ပါကျွန်တော်ကိုတင့်လေးဦးမှာ LMG founder ပါเนาะကျွန်တော် LMG နေနေကလုံချင်းတွေကိုကျွန်တော်တို့သင်ချတိစောက်ပေးနေတာဖြစ်ပြီးတော့เนาะကျွန်တော်တို့စောက်ထားတဲ့အစားအဝတ်တွေကိုလည်းလာရောက်ပြီးတော့အမြင်ကြတိတ်လာနိုင်ပါတယ်เนาะအားလုံးကိုကျေးဇူးတင်ပါတယ်။